လူတိုင်းကိုယ်စီဘဝဆိုတာရှိကြ။ဘုန်းကြီးတို့ရဲ့တန်လျာဘဝကိုဘုန်းကြီးတို့ကိုယ်တိုင်ဖြတ်တန်းပြီးတော့နေကြတယ်။အတိတ်ကိုမေ့ထားကြသည့်အတွက်ကြောင့်အတိတ်ကိုမမှတ်သားနိုင်သည့်အတွက်ကြောင့်ဘယ်ဘဝကဘာတွေလုပ်ခဲ့လို့ဒီဘဝဒီအချိန်နေအခုလို့ဖြစ်လာရတယ်ဆိုတာလည်း ပြောမပြနိုင်ကြသေးဘူးပြောပြနိုင်တဲ့ပုဂ္ဂိုလ်တွေကသံတရာဘဝမှာသူတို့ဘယ်လိုရှင်းလည်ခဲ့ရတယ်ဆိုတာကိုမှတ်ဉာဏ်တစ်ခုအသုံးပြုပြီးတော့ပြောကြတာရှိတယ်ပဂတိမှတ်ဉာဏ်နဲ့အတိတ်ဘဝကိုတတိယတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်တမာရီရှင်းစဉ်တစ်ခုကိုရှင်းလိုက်လို့ဥပ္ပေနိဝတ္တနုတ္တိဉာဏ်လို့ဆိုတဲ့ အဖေညင်တမျိုးကိုရတဲ့ပုဂ္ဂိုလ်ကြတော့အတိတ်ဘဝတုန်းကဘာတွေဖြစ်ခဲ့တယ်ဆိုတာအတော်များများပြန်ပြီးတော့ပြောပြနိုင်စွမ်းရှိကြတယ်ပေါ့တိတ်เจ้าရာတွေမနေ့ကဖြစ်ပြခဲ့တဲ့အဖြစ်ပြက်တွေလိုပဲဒီကနေ့မှပြန်ပြီးတော့ပြောနိုင်ကြတယ်ဘုန်းကြီးတို့တွေအဲ့ဒါလို့သဘာဝအားဖြင့်အတိတ်ကိုမှတ်မိတဲ့ အမတ်တညာကလည်းမရှိဘူးပုဗ္ဗေနိဝါဒနုတ္တိအပင်ဉာဏ်လည်းမရဘူးလို့ဆိုလို့ရှိရင်တော့အတိတ်ကိုမေ့ထားနေကြတယ်မေ့ထားသည့်အတွက်ကြောင့်ဘယ်ဘဝကလာခဲ့တယ်လဲဆိုရင်လည်းမသိဘူးဘယ်ဘဝသွားရမယ်ဆိုတာလည်းမသိဘူးနော်ဒီလိုဒီမေခွန်းนี่ဟာဖြစ်စုဖို့ခက်ခဲနေတဲ့အရာတွေသာဖြစ်တယ် အဲတချို့ပုဂ္ဂိုလ်တွေကြတော့ဇာတိတရဉာဏ်လို့ခေါ်တယ်ခုခေတ်မှာလည်းရှိပါတယ်ဇာတိတရဉာဏ်ရတဲ့ပုဂ္ဂိုလ်ကိုလူဝင်စားလို့ပြောကြတာအမှန်ကတော့ဘာပဲဝင်စားဝင်စားပေါ့အတိတ်ဘဝဆိုတာကိုယ်လည်းရှိသူလည်းရှိပဲနော်တခုခုတော့ဝင်စားလာတာကြီးပဲဝင်စားတယ်ဆိုတာအရက်သုံးပါအတိတ်ဘဝဆိုတာလူတိုင်းမှရှိကြတယ် အဲ့ဒီရှိခဲ့တဲ့အတိတ်ဘဝမိတ်သွားကြဒီဘဝတောင်မှပဲလူတွေဟာအဖြစ်ပြက်ပေါင်းတရားရှိတဲ့အ내85ရာခိုင်လုံးတော့ဒါအတိအကျပြောနိုင်တော့ဒီတဲ့ပို့ပြီးတော့မေ့တာလည်းရှိတယ်ဒီတဲ့ပို့ပြီးတော့ပြောနိုင်တဲ့ပုဂ္ဂိုလ်လည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်အေး မေ့တယ်ဆိုတာတာမန်မေ့တဲ့အမေ့ရတစ်မျိုးယောဂကြောင့်မေ့တဲ့အမေ့ရလည်းတစ်မျိုးရှိသေးတယ်အဇိုင်းမားဆိုတဲ့ယောဂဖြစ်သွားရင်မေ့ကုန်များတချို့များတာမန်အနေထားတော့ကိုယ်နာမည်ကိုမေ့တဲ့လူရှိသေးတယ်အဲ့တော့ကိုယ်နာမည်ကိုပြန်စင်းစားလို့မရလို့ကိုယ်နာမည်ကိုမေ့နေတဲ့ပုဂ္ဂိုလ်ရှိရှင်းတော့ ဘုန်းကြီးတို့အရတ္တသားမှာပြောလို့ရှိတဲ့စကားတစ်ခုရှိတယ်။အဖွားကြီးတယောက်ကမြစ်ကမ်းခြေဒေသမှာနေကြတဲ့ပုဂ္ဂိုလ်ရဲ့ထုံတန်းစင်လာပဲ။မြစ်ထဲဆင်းမှာရေချိုးတယ်။မြစ်ကဘာမှာအဝတ်ဖွက်တယ်။အဲ့ဒီအဖွားကြီးတယောက်ကမြစ်ကဘာမှာရေချိုးရင်အဝတ်ဖွက်နေတယ်။အောက်ကနေပြီးတော့ လေတစ်စင်းကရွက်ဖွဲ့ပြီးတော့ဆန်တက်လာဆန်တက်လာတဲ့အခါမှာသူ့ဘာသူအဝတ်ဖွဲ့ရင်စဉ်းစားတာဆန်တက်လာတဲ့လေကငါနဲ့တည်တဲ့လူများငါမေးလို့ရှိရင်ငါဘလို့ဖြေရပါငါနာမည်ဘသူပါလိမ့်လို့စဉ်းစားတဲ့เนาะမေ့နေတာမေ့ကိုယ်နာမည်ကိုမေ့အဲ့တော့လေဘောက ဆန်တက်လာတဲ့လူကအနာနာရောက်တဲ့အခါကျတော့သူ့ကိုနှုတ်ဆက်သွားတာအကြီးရှင်အဝတ်ဖို့နေတာလားလို့ဆိုတော့အော်ငါ့နာမည်မရှင်ပါလားအဲ့ချမသိတဲ့နော်ဒီလူမေ့တဲ့ယောဂမျိုးတွေကလည်းရှိတတ်သေးတယ်ကိုဘုရားကိုမေ့အဲ့တော့အတိတ်ဘုရားတော့မပြောနဲ့ခုဘုရားတွေမှာမေ့တာတွေအများကြီးရှိတယ်လို့ခေါ်တယ်ပြန်